ုတိယပိုင်းကျတော့ဒီအဲ့ဒါလို့ဆင်ကျင်ပြီးပြီဆိုလို့ရှိရင် ကိုယ်ခန္ဓာကိုဖြစ်နားလည်သွားပြီဆိုရင်ဒုတိယပိုင်းမှာအခြားအခြားသောခန္ဓာတွေရဲ့သဘောကိုလည်းနားလည်အောင်လုပ်ရမှာဣတိအဇ္ဇတံဝါကာယေကာယ ानु ပတ်တိဝိဟာရတိဒီလိုလာတာဟုတ် ကိုယ်ခန္ဓာကိုအဲ့ဒီသဘောပဲ ရှိပါတယ်ဒီခန္ဓာကိုကအဲ့ဒီလိုအာယုံကိုမိပြီးတော့ကိုယ်ခန္ဓာဒီသဘောပဲဆိုရင်ကိုယ်ခန္ဓာမှာကိုယ်တတိရဲ့ဝရိယရဲ့ဉာဏ်ရဲ့ဒီလိုဖြစ်နေပြီကိုယ်ခန္ဓာကိုမိပြီးတတိဝရိယဉာဏ်ဖြစ်နေပြီတတိဝရိယဉာဏ်ကလည်းအာရမဏိကပဲ အရှုခံဖြစ်တဲ့ခန္ဓာကိုယ်ဆိုတဲ့ဟာလည်းပဲ အာရမဏိကပါအာရမဏိကချင်းချင်းဖြစ်စဉ်ဖြစ်နေတဲ့အခြေအနေနဲ့ သဘောတရားအာရမဏိကအချင်းချင်းသဘောတရားရှိနေတဲ့ဟာကိုသဘောတရားကိုနားလည်တဲ့တတိဝရိယဉာဏ်ဖြစ်နေပြီဆိုလို့ရှိရင်ဒါမကသက်စာလည်းပဲအာရမဏိကအရှုဉာဏ်ကလည်းအာရမဏိကပဲ အရှုကံကလည်းအာရမဏိကပဲအဲ့ဒီနေရာမှာ အရင်တုန်းကဒီအာရမဏိကပုံမှာနားလည်မှုလွဲနေတာကိုကိုကိုဘာမှမသိဘူးမသိတော့ဘူးလို့ထင်ချင်းထင်နေတယ် ပိုပြီးကောင်းနေတယ်လို့ထင်ကျင်ထင်နေတယ်။အဲငါ့ကိုလာမထိနဲ့ဆိုတဲ့ဒေါသတုံပြစ်ပြင်းဖြစ်နေတယ်ဆိုတဲ့အဲ့ဒီအာရမဏိကဆိုကိုယ်ခန္ဓာကိုမိပြီးဖြစ်နေတဲ့လောဘဒေါသမောဟတွေငြိမ်းသွားတယ်။အဲ့ဒါကိုဣတိအဇတံဝါကာယေကာယ ानु ပသိဝိဟာရတိလို့ခေါ်တယ်။အဘိဇာနဲ့ဒေါမနတ္တရတော့ဒါဖယ်ပြီးသားဖြစ်သွားတယ်။အဲနောက်တစ်ခုသမ ्या တွေလည်းပဲဒီလိုပဲလို့ ရှုရသမ ्या တွေလည်းဒီလိုပဲဆိုတဲ့ဟာကြတယ်သမ ्या တွေလည်းပဲသမ ्या တွေရဲ့ခန္ဓာတွေလည်းပဲဒီလိုပဲလေသိပြီလို့ရှိရင်ဒီလိုပဲပုတ်တတ်တဲ့သဘောရှိတယ်ဆိုတဲ့ဟာကဒါဤသဘောပဲဤသဘောဖြစ်နေလိမ့်မယ်ဤသဘောကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့ဟာကိုဒါနားလည်သွားတာအဲ့ဆိုသူတစ်ပါးတွေပေါ်မှာဖြစ်နေတဲ့အော်သူကချောလိုက်တာတွေလှလိုက်တာတွေကောင်းတယ်လို့အစွဲနေတဲ့ဟာတွေ အဲဆိုးတယ်လို့စွဲနေတဲ့ဟာတွေဘာမှမသိပဲနဲ့ကိုယ့်အနေကိုမသိတဲ့မောဟတွေအဲ့ဒီသူတစ်ပါးရဲ့ခန္ဓာတွေပုံမှာလဲမမြင်တော့ဘူးအေဝံဓမ္မောအေဝံဘာဝီအေဝံအနတ္တိတောဆိုတဲ့ဒီသဘောကိုပဲမြင်လာတော့တာအဲ့ဒါကိုတဖြားရဲ့ရုပ်အပေါင်းမှာလဲကိုယ်ခန္ဓာနီးတူဒီလိုပဲပုတ်တက်ပွတ်တက်တဲ့သဘောရှိတယ်သိလို့ရှိရင်ပုတ်ပွတ်ပုတ်ပွတ်ပြီးတော့ ်ဆက်ဆုပ်ွယ်ကောင်းတဲ့သဘောရှိတယ်ဆိုတဲ့ဟာကိုအေဝံဓမ္မအေဝံဘာဝိအေဝံအနတိတော်လို့အဲ့လိုဖြန့်နိုင်တဲ့အခြေအနေကိုရောက်တာပေါ့နောက်အဇတဗဟိတဝါကာယေကာယ ानु ပတိဝိဟာရတိဒါကကြတော့အစကကိုခန္ဓာနောက်တစ်ခုကသမယခန္ဓာသူနဲ့ကိုယ်တွေ꿰နေတယ်အရင်က အခုကကြတော့အဲ့လိုမဟုတ်တော့ဘူးသူတွေကိုယ်တွေကမဟုတ်တော့ဘဲနဲ့သူလည်းပဲဒီသဘောကိုယ်လည်းဒီသဘောဆိုသူတွေကိုယ်တွေဆိုတဲ့ဟာတတ်တတ်မရှိဘူးဒီသဘော ရှိတဲ့ခန္ဓာတွေပဲတပြင်းကြီးဖြစ်နေတာလို့နားလည်သွားတယ်ဒီသဘောရှိနေတဲ့ဧဝံဓမ္မောဧဝံပါဝီဧဝံနတ္တိတောဆိုဒီလိုဆင်ခြင်လို့ရတယ်ပုတ်တက်ပွားတတ်တဲ့သဘောရှိတဲ့ခန္ဓာပြင်းကြီးပဲလို့နားလည်သွားတယ် အဲ့လိုနားလည်လို့ရှိရင် ပုဂ္ဂိုလ်တတ္တဝါကခွာပြီးသားဖြစ်သွားပြီအမှန်တရားပေါ်မှာ အမှန်တရားပြင်ကြီးပေါ်မှာနားလည်တဲ့ရှင်ရောက်သွားပြီအင်းဒါကိုဖြန့်တယ်လို့ခေါ်တယ်ဒါနံပါတ်1မာသတိပဋ္ဌာန်သုတ်တိုင်းမှာဒါနံပါတ်1နံပါတ်1နဲ့နံပါတ်3ကပါပြီးသားအတူတူပဲဟိုကွဲနေတာလေးကနံပါတ်1မှာပဲကွဲဟိုဟာပေါ်တရားရှုနည်းတွေအမျိုးမျိုးကွဲတယ်1နဲ့3ကတော့ဘာမှမကွဲဘူး ဒါနေ့တိုင်းလည်းပဲပြောနေကြဖြစ်နေပြီ။ကဲအဲ့ဒါပြီးပြီဆိုတော့ဒီခန္ဓာကိုယ်မှာအဲ့ဒီလို ပုတ်တတ်တဲ့သဘောရှိတယ်ဆိုတဲ့ဟာကို နားလည်ပြီးအကုန်လုံးကိုပုတ်တတ်ပွားတတ်တဲ့သဘောရှိတယ်လို့ပြင်ကြီးဖြစ်နားလည်သွားပြီ။အဲ့လိုနားလည်ပြီးပြီဆိုရင်နောက် ။နောက်အဲ့ဒီပုတ်တက်ပွားတတ်တဲ့သဘာဝအမှန်တရားအတိုင်းကဘာဒီလဲပေါ့။အဲ့ဒီသဘောတရားကိုတပြင်းတည်းကြီးမြင်ပြီးပြီဆိုလို့ရှိရင်အဲ့ဓာဒီရဲ့ဖြစ်ကြောင်းသမှုရိယဓမ္မနုပတိပါကိုဆက်ရှုတယ်။အဲ့ဓာဒီရဲ့ဖြစ်ကြောင်းကကံတရားတွေကို စုပုံပြီးတော့ဒီရုပ်တရားတွေဖြစ်အောင်ဆန့်ကျင်ဘက်သဘောတရားတွေကိုစုပေးတဲ့သမှုရိယသက်စာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကို သမုဒိယဓမ္မသမုဒိယကြောင့်ဓမ္မဆိုတဲ့အဖြစ်တွေဖြစ်ပေါ်လာတယ်ဆိုတာကိုနားလည်သွားအဲအဲ့ဒါကိုချက်နေတယ်ဖြစ်နေတယ်လို့ဒီလိုခေါ်နောက်တစ်ခုဝရဓမ္မနုပတိဝါဆိုတာဒီဖြစ်လာတဲ့ဟာကစံကျင်ပဲမျိုးစုံစုမိတာဖြစ်တဲ့အတွက်ကြောင့်မို့စုမိလိုက်တာနဲ့မင်းနဲ့ရေအတူတူထားမရသလိုပဲတခါတည်းပြည့်စည်သွားတာအဲ့စံကျင်ပဲစုမိခြင်းသည်အကြောင်း ျက်စီးခြင်းသည်အကျိုးဖြစ်သွားအဲ့ဒါကြောင့်မို့ဝရဓမ္မာနုပ္ပတိပါဒါပျက်စီးသွားတယ်လို့ဆိုအဲ့ဒါဆိုချက်နေတယ်ဖြစ်နေတယ်ပြက်နေတယ်ဆိုတဲ့သဘာဝကအဲ့ဒီဖြစ်စဉ်တစ်ခုကိုမြင်လာတယ်ပေါ့ခုနတော့ကတော့အတုပဖြစ်စဉ်လေအဲ့ဒါဆိုကိုယ်ခန္ဓာဖြစ်စဉ်လဲဒီသဘောပဲလို့နားလည်ပြီးတော့အခုအကြတော့အကြောင်းအကျိုးကိုဆင်ခြင်လဲသမှုရိယသက်္စာရဲ့ ဒုက္ခသစ္စာဖြစ်ခြင်းနဲ့ဖြစ်ခြင်းဒီနှစ်ခုကိုနားလည်သွားအဲ့လိုနားလည်သွားတဲ့အခါမှာဟိုအာယုံပေါ်မှာမိနေတဲ့ကိုယ့်ရဲ့စိတ်တွေကမရှိတော့ဘဲနဲ့တတိပေါ်မှာခိုင်မလာတယ်ကိုယ်တတိထားတဲ့ပေါ်မှာခိုင်မလာတယ်အကြောင်းလေးကိုဆင်ခြင်လိုက်တော့ဟောဒါကသမှုရိယသစ္စာဒါကဒုက္ခသစ္စာလို့ဆင်ခြင်လိုက်တဲ့ဖြစ်နေတာလေရဲ့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 လေးပဲလေဘာမှအကုလို့မရဘူးလို့နားလည်လာတာဟုတ် အဲ့ဒါတတိထင်ရှားတယ်တတိထင်ရှားတာနဲ့အမြအရင်တုန်းကဒီလိုနေရာမှာအဆိုင်တွေအခဲတွေအကောင်တွေအထည်တွေနဲ့ဖြစ်နေတဲ့ဟာအကုန်လုံးအကောင်တဲ့အဆိုင်ခဲမရှိဘဲနဲ့ရက်ရက်လေးပဲပေါ်ပြီးပြောက်တဲ့ဖြစ်စဉ်လေးတစ်ခုပဲလို့နားလည်သွားတဲ့အခါမှာညံကလည်းပဲထင်ရှားလာတယ်။အဲဆိုတတိအကောင်လေးညံအကောင်လေးညံအကောင်လေးတတိအကောင်လေးဖြစ်ပြီးတော့တတိရဲ့ဝရိယရဲ့ညံရဲ့အခိုင်မှတိဆောက်လာတယ်တဲ့။ ဲ့လိုတိဆောက်လာပြီဆိုလို့ရှိရင်တော့အဲဒီဟာကိုဘသူကိုမှအာယုံဘက်ကိုပေါ့အာရမဏိကဘက်မှာမိနေတဲ့အတွက်ကြောင့်မအာယုံတွေကိုမမိတော့ဘူးတဲ့မိခိုပြီးနေတာမဟုတ်တော့အနိတိတောဇာဝေးရတဲ့တိလို့ခေါ်တာဘာလို့မှမိခိုပြီးမနေတော့ဘူးနတ်စာကိဉ္စီလောကေဥပါဒိယတိတတိဝရိယဉာဏ်ပေါ်မှာယက်တည်ထားတာဖြစ်တဲ့အတွက်မိမိအို အိုနာတေနဲ့သွားအောင်မဲ့ခန္ဓာကိုဉာဏ်နဲ့ခန္ဓာတွေကိုအကုန်လုံးပေါ်မှာညစ်ကမ်းမှုကင်းသွားပါပြီတဲ့ဘာတခုမှငါဟာလုံးမစွဲတော့ဘူးခန္ဓာတွေရဲ့အခြေအနေကိုသိသွားပြီလို့ဆိုလိုတာဘာတခုမှငါဟာလုံးမစွဲတော့ဘူးခန္ဓာရဲ့အခြေအနေအဲ့ဒီလိုပဲသိသွားပြီဆိုတဲ့အခါကျတော့အဲ့မှာကြည့်လိုက်အဲ့ဒါဒီပလင်ရင်တတိဝရိယဉာဏ်ပေါ်မှာယက်တည်သွားတာဖြစ်တဲ့အတွက် အဲ့ဒါကိုတတိနဲ့ပြည့်စုံတယ်လို့ခေါ်အဲ့ဒါကတော့မြတ်စွာဘုရားခေါ်တဲ့တရားနောက်ဆုံးမှလည်းပဲအပမဒိနတံပါရိတတတိနဲ့ပြည့်စုံအောင် နေခဲ့ကြဆိုတာတတိပေါ်မှာယက်တည်သွားတယ်တတိကိုအာကိုသွားတယ်တတိယဝရိယရဲ့ဉာဏ်ရဲ့ကို အာကိုတယ်မိခိုတယ်ယက်တီတယ်အဲအာယုံပေါ်မှာလည်းယက်တီတာမဟုတ်တော့ဘူးဒီခန္ဓာပေါ်မှာလည်းယက်တီတာမဟုတ်တော့ဘဲနဲ့တတိဝရိယဉာဏ်ပေါ်မှာယက်တီပြီးတော့ နေသွားတယ်လို့ဆိုလိုတယ်သတိပရိယဉာဏ်ပေါ်မှာမကသက်ဆံနဲ့ယက်တည်သွားတယ်ပေါ့အဲ့လိုယက်တည်သွားပြီဆိုရင်ဒါယဟန္တာဖြစ်တည်ထီရောက်သွားပြီလို့ဆိုလိုတယ်ဗျာအဲ့ဆိုဒီရှုွက်ကအေဝံဓမောအေဝံပါဝီအေဝံအနတ္တိတောပါဠိလိုဗမာလိုကတော့ဒီသဘောပဲဒီသဘောကို မလွန်ဆန်းနိုင်ဘူးဟောဒီသဘောဒီသဘောတွေဖြစ်လာလိမ့်အောင်မယ်ဒီသဘောကိုမလွန်ဆန်းနိုင်ဘူးဆိုတော့ သေးတဲ့ပုံကိုကြည့်ပြီးတော့ကိုယ်ခန္ဓာကိုပြန်ပြီးသတိကပ်ခိုင်းတာပဲအဲဆိုလောဘဒေါသမောဟအဝိဇ္ဇာနဲ့ဒေါမနတာတွေကင်းပြီးတော့ရှင်းသွားတာပေါ့အဲ့ဒါဆိုတော့ဒီခန္ဓာရည်ရဲ့အရှိတဘောကိုလည်းပဲနားလည်ရမယ်အပေါ်မှာထင်နေတဲ့အထင်ကိုလည်းပဲနားလည်ရမယ်အရှိကတော့ပုတ်တက်ပွားတတ်တဲ့ ငကိုကရန်းနဲ့ကိုယ့်ရဲ့ခန္ဓာတွေကတုတ်သွေးအညက်ကြီးဆိုစွန့်ပြစ်ပြစ်စီလေစွန့်ပြစ်ပြစ်စီတဲ့ကိုပြိဿံတီလာနေတော့ဒီလိုအသက်ရှင်ပြီးတော့နေတာနောက်ဆုံးတော့လည်းစွန့်ပြစ်ပြစ်စီကိုရောက်မှာဖြစ်တဲ့အတွက်ဒီသဘောဆိုတဲ့ဟာကဘာမှထူးထူးခြားခြားကြီးမဟုတ်ဘူးဆိုတာနားလေတော့အဲ့ဒါဆိုတော့ အရှိတရားပေါ်မှာလောဘဒေါသမောဟတွေကထင်ရှားပြီးတော့ဖြစ်နေတယ်။တကယ်တမ်းကတော့အရှိတရားကရိုးရိုးသားသားပဲ။သုတ်သွေးအညစ်အကြေးစွန့်ပြစ်ပြစ်စင်းနဲ့စခဲ့တဲ့တရားဟာစွန့်ပြစ်ပြစ်စင်းနဲ့ပဲအဆုံးသတ်ပါတယ်ဆိုတဲ့ဟာကို ပေါ်လွင်အောင်မြတ်စွာဘုရားဟောခြင်းဖြစ်ပါတယ်။